အရာပြင်းငလင်လောက်ခတ်ပြီးနောက်ဆက်တွဲအနေနဲ့တွင်းအောင်တရဝါတွေပြင်းထွက်လာတဲ့အတွက်ငလင်တန်တဲ့ဒေသတွေမှာမွေကြိုက်ခံရပြီးတည်ဆုံးသူတွေလည်းရှိနေပါတယ်။ငလင်မေးတဲ့ဒေသတွေကပြည်သူတွေမွေအန္တရာယ်ကင်းဝေးစေဖို့ဆောင်ရွက်ရှောင်ရွက်နေတည်ရဖို့စနေရောမြန်မာအဖွဲ့ကမတ်ဆိုးတန်တာအောင်ကို DBB ကသတင်းတောက်တီရီကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ငလင်လောက်ခတ်ပြီးရဲ့နောက်ပိုင်းပေါ့နော်ဟိုနောက်ဆက်တွဲမွေအန်ရီကြီးဂျုံလာနိုင်တယ်လို့သတိပေးနေရတယ်လေတွေ့နေရတယ်ပေါ့နော်ဘလို့ချင်းနေတွေကြောင့်မွေအန်ရီကြီးဂျုံလာနိုင်တယ်ဆိုတာလေးလည်းပြောပြပေးပါအောင်ရှင့် ပထမဆုံးပေါ့နော်ဒီလိုမျိုးအင်အားပြင်းငလျင်တွေလှုပ်ခတ်ပြီးတဲ့နောက်မှာညီကြီးတွေကွဲအပ်ပြီးတော့တုံခါသွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်တွေ့အောင်တော်ပါတယ်ထွက်လာကြမှာပါအထူးသဖြင့်မူတွေပါပါပါတယ်အဲသူတို့ရဲ့ကြက်စားရနေရာတွေပေါ့နော်ပျက်စီးသွားတဲ့အတွက် ထွက်လာပြီးတော့ပျို့ကျပျက်စီးနေတဲ့လူနေအိမ်တွေမှာပြန်လည်ပြီးတော့ခိုးအောင်နေတတ်ပါတယ်ရှင်အဲ့တော့ခြုံထူတဲ့နေရာတွေမျက်ထူတဲ့နေရာတွေကိုသတိထားရပါမယ်မူတွေထွက်လာတဲ့အတွက်ကြောင့်မို့ပေါ့နော်လူတွေနဲ့ထိတ်တိုက်တော့လကောင်းပျက်စီးသွားသောအဆောက်အုံများကိုရှင်းရင်းတော့လကောင်းတွေ့နိုင်ပါတယ်ရှင် ဟုတ်ကဲ့မတကယ်လို့ဒီအပျက်စီးတွေကြားထဲမှာမွေအနေတွေကြုံလာခဲ့ရင်ရောဘာတွေလှုပ်ဆောင်တင်လဲဆောင်ရွက်ဆောင်ရွက်လေးလည်းပြောပြပေးပါအောင်ရှင့်ကဲပါရှင်အခုလက်ရှိပေါ့နော်ညီမတို့ဒီမြင်းကလေးရင်အပြင်ဆိုလို့ရှင်မန္တလေးတိုင်းနဲ့သခိုင်းတိုင်းမှာပေါ့နော်ပို့ပြီးတော့အခြေအနေဆိုးနေတာတွေတွေ့ရတယ်အဲ့တော့မန္တလေးနဲ့သခိုင်းတိုင်းမှာဆိုလို့ရှင်အဓိကအပြင်နော်မန္တလေးအစိမ့်မို့မွေဟုတ်တင်နဲ့မွေဘွေးတွေပေါ့နော် အဲ့ဒီမွေရည်ရဲ့အန္တရာယ်ကိုအဓိကစိုးရိမ်ရမှာပါအဲ့တော့မွေအန္တရာယ်ကြိုတင်ကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်ညဘက်မှာပေါ့နော်ခြေနှောင်လေးတွေထောင်ထည့်ကြဖို့မှာကျင်ပါတယ်အဲ့တော့ညီမအလှူရှင်နေနေနဲ့လည်းပေါ့နော်ခြေနှောင်လေးတွေပါလှူပေးကြဖို့မိသားရခံပါတယ်ရှင်အဲ့တော့ရှောင်ရှားရဲ့အနေနဲ့ဆိုလို့ရှိရင်ညီမတို့ဒီပြက်စီးသွားတဲ့အဆောက်အုံတွေရှင်းတဲ့အခါမှာပေါ့နော်ဒါမှမဟုတ်ပစ္စည်းတစ်ခုခုကိုမမခင်တိတိကျကျစစ်ဆေးပေးပါပြီးလို့ရှိရင်ခြေထောက်နေရာချတဲ့နေရာတွေကိုဂယုစိုက်ပေးပါညဘက်အမှောင်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့မှတတိထားပေးပါရှင်နောက်တစ်ခုကကြတော့ညီမတို့မွေးကြိုက်ခံရလို့ရှိရင်ပေါ့နော် အာရှေးဥတုနာပြုစုနီအတိုင်းအစိတ်ပြန်တာနေအောင်ထိန်းပြီးတော့မွေစိတ်ဖြည့်စေရနိုင်မယ့်နေရာကိုအများဆုံးရှာဖွေပါအဲ့တော့မွေ ID လိုအပ်လို့ရှိရင်ပေါ့နော် line ရတဲ့နေရာဆိုလို့ရှိရင်ညီမတို့လာပြီးတော့ပြောလို့ရပါတယ်ရှင်ညီမတို့24နာရီပေါ့နော်အမြဲတမ်းကူညီပေးနေပါတယ်ဟုတ်ဆရာညီမတို့ဖွဲ့မှာဆိုလို့ရှိရင်ဆရာဝန်တွေရှိပါတယ်เนาะအတော်မူဒီ Facebook ပေါ်မှာဆိုလို့ရှိရင်ညီမတို့ဖွဲ့ကိုလာပြီးတော့မှပြောပြလို့ရပါတယ်ရှင်ငွေ ID နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဲပါညီမဘက်ကမေးချင်တာတော့ဒီလောက်ပါပဲရှင်အမအနေနဲ့ရောဗမာပြည့်ဆွတ်ပြောကြခြင်းဒီလက်ရှင် ဟုတ်ကဲ့ပါရှင်ညီမဖြစ်ဆက်ပြီးတော့ပြောချင်တာပေါ့နော်အခုညီမတို့ဒီ rescue team တွေသွားနေကြရတယ်ပေါ့နော်အဲ့တော့ rescue team တွေမှာဆိုလို့ရှိရင်ဒီဟိုပါပေါ့အဓိကအဖြစ်ဒီမွေပေါ့နော်မွေကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်မွေအစဲအစွဲတွေမှာပေါက်နိုင်လောက်တဲ့ဖနက်တွေစီးပေးမယ်လက်အိတ်တွေပေါ့နော်ပြီးလို့ရှိရင်အထူးသဖြင့်ညီမတို့ဒါကြောင့်မြန်မာနိုင်ငံအလဲပိုင်းဆိုတော့သူကဒီ ဟာပေါ့မန္တလေးအစိမ့်မုံမွေဟောက်တွေရှိရတဲ့အတွက်ကြောင့်မို့ပေါ့နော်ခေမွေတွေပါတွေမွေဟောက်တွေပါတွေတွေးခဲ့မယ်ဆိုလို့ရှိရင်ဒီတိုင်းရိုးရိုးသွားပြီးတော့ဖန်းနာမျိုးတွေမလုပ်ဘဲနဲ့ပေါ့နော်မျက်လုံးအကာလေးတက်ပြီးတော့မှတက်ပြီးတော့မှမွေတွေကန်တွေပေးကြဖို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စိမ့်မုံမွေဟောက်တွေကမျက်လုံးကိုတက်တက်မှုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အန္တရာယ်များပါတယ်ပြီးလို့ရှိရင်ထပ်ထဆုပ်ပြီးတော့ပြောချင်တာကတော့ခေပြီမွေးတွေအစိမ့်မုတ်လိုက်ပြီဆိုလို့ရှင်ရင်နဲ့ပေါ့နော်15မိနစ်လောက်ကြာအောင်ဆေးချပေးပါရှင်ပြီးလို့ရှင်ပေါ့နော်ဒီဆေးဆေးကန်းကိုပေါ့နော်မြန်မြန်လေးသွားပေးပါလို့ပြောချင်ပါတယ်ရှင် အဲ့ဒါတော့ rescue team တွေတက်မှကျင်တာဖြစ်ပါလိမ့်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုလိုချိန်ပေးပြီးဖြေကြပြီလို့ snake ရောမြန်မာတင်ကမဆိုးတနအောင် TV ပြရကျေးဇူးတင်ပါတယ်ရှင်